ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရမနစ်ကရာသီမှာဆိုရင်ဒါအဆိုးရွားဆုံးရာသီတစ်ခုကိုကြုံခဲ့တယ်ဆိုတော့မနစ်ကဆိုရင်မတည်ငြိမ်မှုတွေလည်းများခဲ့ရဗျာဆိုတော့အဲ့ချိန်မှာအတင်းကပရက်ရှာအောက်ကိုရောက်ခဲ့တယ်ဝေဖန်တန်တွေအောက်ကိုတောက်လျှောက်ကိုရောက်ခဲ့တယ်ဆိုတော့လက်ရှိချိန်ထိဆိုရင်လည်းကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဒါမီဒီယာတွေရဲ့ပရက်ရှာပေးမှုတွေဘန်ဒစ်တွေရဲ့ဝေဖန်မှုတွေကိုအခုချိန်ထိလည်းခံနေရတော့မယ်ဆိုတော့ကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်အတင်းနဲ့ယူနိုက်တက်ဖန်တွေအကုန်လုံးကဒါ positive ဆန်ဆန်ဒီချိန်ကာလမှာနေရမယ်ဒါပေမဲ့တခုရှိတာဗျာအတင်းကယူနိုက်တက်ဖြစ်နေတော့ကျတော့ဒီဝေဖန်တဲ့သူတွေကတော့ ော့တခုမဟုတ်တခုနဲ့တော့ဝေဖန်နေဦးမှာပဲတကယ်လို့လက်ရှိချိန်မှာကျွန်တော်အတင်းရတာထိတ်ဆုံးမှာ ငါးမက်အကွာနဲ့ဒါရောက်နေရဲဆိုရင်လေဒါငါးမက်ဖဲဘာလို့ကွာလဲရှင်းမက်လောက်ကွာမယ်အနေထားဖြစ်တဲ့နဲ့ဘာညာဆိုတဲ့ဝေဖန်သမှုတွေကလည်းထွက်လာအောင်ပါပဲဆိုတော့ကျွန်တော် United fan တွေရော United အသင်းရောပါဗျာဒီ nice day ပြီးတော့ဒီ criticize တွေကိုကျွန်တော်တို့ accept လုပ်ရမယ်ပြီးရင် positive ဆန်ဆန်နေရမယ်ဆိုပြီးတော့ဒါကျွန်တော်တင်းရဲ့ဒီ technical director Jason Wei ကပြောလာတယ်ဆိုတော့ပြီးခဲ့တဲ့ရက်ကဗျာ Jason Wei ကဒီ interview တစ်ခုလုပ်ခဲ့တယ်ဆိုတော့အဲ့ interview မှာဆိုရင်သူအတင်းရဲ့နောက်ွယ်ရဖြစ်ဖြစ်နေတဲ့အကြောင်းတွေပြီးတော့အတင်းရဲ့ဒီ recruitment အခြေအနေတွေအဲ့အကြောင်းအရာ ကိုသူပြောသွားတယ်ဆိုတော့ပြောသွားတဲ့အကြောင်းအရာတွေထဲမှာတော်တော်လေးလေးစိတ်ဝင်စားစရာလည်းကောင်းတယ်သူပြောသွားတာတွေကတော်တော်လေးလေးရှင်းရှင်းလင်းလင်းဖြစ်တယ်လို့ကျွန်တော်ကမြင်တယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာအဲဒီအကြောင်းအရာတွေကိုကျွန်တော်ညီကိုရင်နဲ့အတူတူဆွေးနွေးသုံးသပ်သွားခြင်းတယ် ကဲညီကိုရီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆိုတော့ကျွန်တော်တို့ဒီ interview session အကြောင်းမသွားခင်ပြကျွန်တော်တို့ရဲ့ဒီ Glory United channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးကြဖို့ကျွန်တော်မေတ္တာရက်ခင်ခြင်းနဲ့ဆိုတော့ကျွန်တော်တို့ဒီ interview ကပြကျွန်တော် MUTV ရဲ့ဒီ Quarantine Insight ကဒါ Pocket အစီအစဉ်မှာလုပ်ခဲ့တဲ့ interview တစ်ခုဖြစ်တယ်။ဆိုတော့အဲ့ interview မှာဒါ Jason Wei ကပြောခဲ့ရပေါ့နော်ကျွန်တော်တို့အတင်းရဲ့နောက်ွယ်မှာဖြစ်နေတဲ့အကြောင်းအရာတွေအတင်းရဲ့ဒီ transfer plan တွေပြီးတော့နောက်ွယ်ရ strategy တွေဆိုတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့သူပြောသွားရယ်ဆို သူပြောသွားတဲ့ပုံစံမှာဆိုရင်လည်းတော်တော်လေးအေးဆေးတည်ငြိမ်နေပြီးတော့သူ့ရဲ့ vision တွေသူသုံးသွားတဲ့စကားလုံးအသုံးလုံးတွေအရဆိုတော်တော်လေး clear ဖြစ်တာကိုတွေ့ရတယ်ပြီးတော့ဗျာကျွန်တော်ဒီ interview တစ်ခုလုံးကိုနားထောင်ကြည့်ခြင်းအပြင်ကျွန်တော်အတင်းရဲ့လက်ရှိသွားနေတဲ့အခြေအနေတွေကျွန်တော်အတင်းဘယ်အခြေအနေလောက်ထိသွားဖို့ရမှန်းထားလဲဆိုတာတွေကိုကျွန်တော်အများကြီးမြင်တွေ့နိုင်တယ်ဆိုတော့ကျွန်တော်ဒီ interview မှာဒီ Jason Webb ကပထမဆုံးပြောသွားတာလက်ရှိ character queen ရဲ့အခြေအနေအကြောင်းကိုဗျာကျွန်တော်အပြင်မှာပြောနေကြရရှိရယ်ဒါပေမဲ့ဒီအပြင်မှာပြောနေတာတွေနဲ့သူတို့ဒီအထက်မှာဘာတွေဖြစ်နေလဲဆိုတာကို သူကဒီနိုင်ရှင်ပြီးတော့ပြောသွားတယ်ဆိုတော့ပထမဆုံးသူဒီမှာပြောတော်တာလက်ရှိကာရင်တဲ့ကွင်းမှာဆိုရင်ဒီ player တွေကလည်းသူတို့ရိုးသူတို့နားလဲတယ်တခြားဝန်ထမ်းတွေကလည်းသူတို့ရိုးသူတို့နားလဲတယ်သူတို့လှုပ်ရှားရှိရအောင်အကောင်းဆုံးလုပ်နေတယ်ပြီးတော့ဒီ department တွေအကုန်လုံးကလည်းတစ်ခုနဲ့တစ်ခုဒါချိတ်ဆက်ပြီးတော့ကောင်းကောင်းအလုပ်လုပ်နိုင်နေပြီဆိုပြီးတော့ပြောသွားတယ်ဆိုတော့အဓိကသူပြောချင်တဲ့ပုံစံအရများကျွန်တော်တို့ဒီ footballing operation အောက်မှာရှိနေတဲ့ department တွေအကုန်လုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ content ဖြစ်ဖြစ်အလုပ်လုပ်နိုင်နေပြီဆိုတော့ပြောတာအရင်တော့ကျွန်တော်တို့ Manchester United အတင်းကဒီ for volley operation အောက်မှာရှိနေတဲ့ department တွေတခုနဲ့တခုကောင်းကောင်းချိတ်ဆက်အလုံးမလုံးနိုင်ဘူးဗျာ scouting team ကလည်းသူတို့သူအလုံးလုံးနေတယ်ကျွန်တော် data analysis team ကလည်းသူတို့သူအလုံးလုံးတယ်ဒီဘုတ်ဖွဲ့ကလည်းဘုတ်ဖွဲ့ပေါ့ဗျာနီးပြအဖွဲ့ဝင်တွေကလည်းအဖွဲ့ဝင်တွေဘာမှတိတ်ပြီးတော့တိုင်းတိုင်းမင်းမင်းမရှိဘူးတခါလေကျွန်တော်ကလည်းဒီနီးပြကဘာ ဒါနီးပြရဲ့ instruction တွေဘာမှမပါဘဲနဲ့လည်းဘုတ်ဖွဲကဆုံးဖြတ်လိုက်တာတွေလည်းရှိရဲ့တခါလေကျတော့လည်းဒီ data analysis ဒီနေ scanning ဒီနေမပါဘဲနဲ့နီးပြရဲ့ဆုံးဖြတ်ချက်နဲ့ပဲခေါ်လိုက်တာရှိရဲ့ဆိုတော့လက်ရှိချိန်မှာတော့ကျွန်တော်တို့ကအဲ့လိုပုံစံမဖြစ်တော့ဘူးဗျမဖြစ်တော့ဘူးဆိုတာကဒီ forward operation ဒီ forwarding operation အောက်ကဒီ ဒီဗာမန့်တွေအကုန်လုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ကောင်းကောင်းအလုပ်လုပ်နိုင်နေတဲ့အတွက်ဒါစီစီလုံးလုံးနဲ့အလုပ်လုပ်နိုင်နေတယ်လို့ပြောလို့ရတယ်။ဆိုတော့ကျွန်တော်တို့ဒီအချက်ကအရေးကြီးပါတယ်။ကျွန်တော်ဒီနေရာမှာအားနေခဲ့လို့ကျွန်တော်အသင်းကဒီချိန်မှာအများကြီးနောက်ကျကြံခဲ့ရ။ဆိုတော့ဒီဘိုင်းတွေမှာဒါသူများတွေကိုအမိလိုက်ဖို့ဆိုရင်အခုထပ်ပို့ပြီးတော့စီလုံးဖို့ရလိုအပ်တယ်။ နောက်ထပ်ဒီမှာ Jason Wake ကထပ်ပြောတာဒီ weekend ဟက် Magellan Swingy in every week ဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ဒီအသုံးနှုန်းလေးကိုကျွန်တော်တော်တော်လေးသဘောကျရတယ်ဗျ။သူပြောချင်တာကကျွန်တော်တို့ Manchester United အတင်းကအရင်ဆုံးကဆိုရင်ဒီ Queen ပြင်မှာမဟုတ်ဘူး Queen Twin မှာလည်းကျွန်တော်တို့ဒီတစ်ပတ်မှာဒါပွဲကိုအနိုင်ရရယ်ဆိုရင်ငါတို့အတင်းတော့ပြန်လာပြီဘာညာပေါ့တကယ်လို့နောက်တစ်ပတ်မှာကျွန်တော်တို့အတင်းကရှုံးသွားတယ်ဆိုရင်ငါတို့အတင်းကအရင်ပုံစံတိုင်းပဲပြန်ဖြစ်နေတော့မယ်နီးပြောက်ကိုပြောင်းမှရမယ်ဆိုတာမျိုးကြီးရှိရယ်ဆိုတော့လက်ရှိချိန်မှာတော့ဒီအတင်းရဲ့အတွင်ပိုင်းနေမှာအဲ့လိုကိစ္စမျိုးတွေမရှိတော့ဘူးကျွန်တော်တို့ဒီ week in week out ဗျာ reserve ပေါ်မှာ over react မဖြစ်တော့ဘူးကျွန်တော်နိုင်ရင်လည်းဘယ်လိုဟာတွေပို့ပြီးတော့ကောင်းမွန်အောင်လုပ်မလဲရှုံးရယ်ဆိုရင်လည်းဘာတွေမှားခဲ့လို့လဲဆိုတာတွေနဲ့ပဲသူတို့ဒီပိဋကတ်တွေကပြောတာကိုလည်း over react မဖြစ်တော့ဘဲနဲ့သူတို့အကောင်းဆုံးသွားနိုင်နေတယ်ဆိုတဲ့အကြောင်းကိုသူပြောတာကျွန်တော်ကဒီအချက်ကိုသဘောကျတာအဲ့ရပဲဗျာကျွန်တော် fan တွေမှာကတော့ fan perspective အရာရှိမှာပဲကျွန်တော်တပွဲရှုံးသွားရင်တော့ကျွန်တော်ရှုံးတဲ့အခါကျရင်လည်းနီးပြောက်ကိုမကြည့်နိုင်ရင်မကြည့်နိုင်တဲ့အကြောင်းလည်းပြောရဲဒါပေမဲ့တာဝန်ရှိသူတွေအနေနဲ့အဲ့အပေါ်မှာ over react လိုက်မဖြစ်တော့တာတွေသူတို့မှဒါခိုင်မာတဲ့ဒီ လောင်းတန်းပရှင်ရှိနေတာရေအဲ့ဒါအသင်းကိုပို့ပြီးတော့ကောင်းမွန်စေရဗျာကျွန်တော်အသင်းတကယ်လိုအပ်နေတာကလည်းဒီ consistency ဖြစ်မှုရယ် stability ဖြစ်မှုရယ် clarity ဖြစ်မှုရယ်ဆိုတော့ဒီဘိုင်းနေရအရေးကြီးဆုံးလိုအပ်နေတာဆိုတော့လက်ရှိချိန်မှာကန်ရန်ကွင်းကိုဗျာဒါပေါင်တန်း90အကုန်ကြခံပြီးတော့သူတို့ပြုပြင်ပြောင်းလဲခဲ့ဆိုတာလည်းဒီစီးလုံးမှုဒီ clan ဖြစ်တဲ့ environment တခုကိုတိဆောက်ချင်တာကြောင့်လည်းပါမယ်လို့တော့ကျွန်တော်ကမြင်တယ်ဆိုတော့ဒီဘိုင်းနေရလည်းအားရစရာကောင်းတယ်နောက်တစ်ခုကဒီအသင်းနဲ့နီးပြားရဲ့ကြား relationship ကိုလည်းသူပြောသွားတယ်ဗျာဆိုတော့အသင်းနဲ့ဒီ Ruben Amorim ရဲ့ကြားမှာဆိုရင်လက်ရှိသူတို့ ဲ့သဘောထားတွေကအကုန်လုံးနှိမ့်ပါအတူညီရယ်ပေါ့နော်သူတို့မြင်တဲ့ဒီ fulfilling vision တွေ long term idea တွေအကုန်လုံးကတူညီနေတယ်ဆိုတော့လက်ရှိချိန်မှာဆိုရင် Ruben Amorin ရော Omar Bradda ရောဒီ Inio ရဲ့ဘုတ်ဖွဲ့ရာရောကကျွန်တော်တို့အတင်းအတွက်ဘာလို့တိစောက်နေလဲဆိုတာကိုကောင်းကောင်းသိတယ်သိတဲ့အတွက်လည်းဒါအကောင်းဆုံးစူးစမ်းနေကြရဆိုပြီးတော့ပြောရဲဆိုတော့ဒီဘိုင်းလည်းတော်တော်ကောင်းပါတယ်ကျွန်တော်တို့အတင်းအရင်အဆိုရင်ဗျာဒီလိုချိန်မှဆိုရင်ဒါနီးပြတယောက်တောင်ပြောင်းပြီးပြီလို့ကျွန်တော်ပြောလို့ရရဲဆိုတော့လက်ရှိချိန်မှာတော့သူတို့သွားရရှိတာကိုပဲသွားရတယ်ကျွန်တော်အတင်းအဓိကအားနေခဲ့တာအရင် long term long term vision မရှိခဲ့ရအောင်လို့ပဲဗျာဆိုတော့လက်ရှိချိန်မှာဒါ long term vision ကောင်းကောင်းနဲ့အဲ့အဲ့ vision ကလည်း clear ဖြစ်တယ်အဲ့ပုံမှာသွားနေရလဲကောင်းတယ်နောက်တစ်ခုသူဒီမှာထပ်ပြောတာအသင်းရဲ့ဒီ recruitment department နဲ့ဗျာရှေ့ကမှားခဲ့တဲ့သင်ခန်းစာတွေအကြောင်းပြောတာဆိုတော့ဒီပြောတော့တဲ့အကြောင်းအရာတွေထဲမှာကျွန်တော်တော်တော်လေးသဘောကျတဲ့အချက်တွေပါရဗျာဆိုတော့ဒီမှာသူပြောတာက तू ဒီ Jason Wego ကဗျာ Ruben Amorin ရဲ့ recruitment department ရဲ့ဆိုတော့သူတို့နဲ့ကဒါအမြဲတမ်းဒါ meeting လုပ်ရတယ်ဆိုတော့အဲ့ meeting မှာဆိုရင်ဒီ recruitment department အောက်ကဗျာဒီ data analysis တင်းရင်တော့ scouting တင်းရင် တို့ကသူတို့ဒါ report လောက်တာရရှိရဥမာကျွန်တော်တို့အတင်းကကစားသမားတစ်ခေါ်မယ်ဆိုရင် player profile နဲ့ဒီ profile တွေတော့ကောင်းတယ်ပြီးတော့ဒီ data ဒီ data analysis တွေကလည်းဒီကစားမားတွေတော့ဒီ target ထားတဲ့ဘာညာဆိုပြီးတော့ပြောရပေါ့နော်ဒါပေမဲ့အဲ့ meeting နေတိုင်းမှာသူတို့အများနဲ့သူတို့ကိုသူတို့တတိပေးတာတွေသူတို့တို့အရေးကြီးဆုံးအချက်ကကြတော့ကစားမားတယောက်ကို talent တစ်ခုတည်းကိုကြည့်လို့မရဘူးသူတို့ရဲ့နောက်ွယ်ရာ character ပါကြည့်ဖို့လိုတယ်ဆိုတော့သူတို့သူတို့ချင်းချင်းနဲ့အများနဲ့တတိပေးသလိုဒီ Jason Wei ကလည်းအဲ့ meeting တိုင်းမှာသူကပြောရဆိုပြီးတော့ပြောသွားတယ်ဆိုတော့ကစားမားတယောက်ကိုဗျာဒီ scouting team တွေဒီ data analysis team တွေကကြိုက်ပြီးဆိုရင်ဒီ talent တစ်ခုတည်းကြည့်လို့မရဘူးအဲ့ကြိုက်ပြီးဆိုတော့ ਨੇ သူရဲ့ဒီ background မှာသူဘယ်လိုနေထိုင်ခဲ့လဲသူ က် professional line မှာဆိုရင်ဒီ professional ပြီးတတနေထိုင်ခဲ့လာဆိုတော့အဲ့လိုအချက်တွေနဲ့ပြည့်စုံမှာဒီ characteristic ကကောင်းမွန်မှုရှိမှသူတို့ကဒါ thank you လုပ်တဲ့သဘောပဲပြီးတော့သူဒီမှာ examen အနေနဲ့ပြောသွားတာကကျွန်တော်ဒီຢာဒီမှာခေါ်ထားတဲ့မတိရဲ့ကွန်ညာတို့အန်ဘွန်မိုတို့နဲ့လည်းသူပြောသွားတယ်ဒီကစားမားတွေကဒီအသင်းရဲ့သူတို့ရဲ့ characteristic ကလည်းကောင်းတယ်အသင်းရဲ့ culture နဲ့လည်းညီတယ်ပြီးတော့တကယ်လည်းဒါ PN Bruman ကစားမားတွေဖြစ်တဲ့အတွက်ဒါလက်ရှိချိန်မှာအသင်းကကောင်းတယ်ပေါ့ဆိုတော့အရင်တော့ကလို့ဒီမှားခဲ့တဲ့အမားမျိုးမဖြစ်အောင်လည်းသူတို့စူးစမ်းနေရဆိုတဲ့အကြောင်းပြောသွားတယ်ဆိုတော့ဒီမှာသူကအ ရင်တော့မှားခဲ့တဲ့အမားကဘယ် transfer လဲဆိုတာမျိုးတိတိကျကျတော့ point out လုပ်မသွားဘူး mention လုပ်မသွားဘူးဒါပေမဲ့ကျွန်တော်မြင်ကြည့်လို့ရပါတယ်ကျွန်တော်ဒီ Jidan Sancho ကိစ္စကိုလည်းကြည့်ကြည့်ပြ Jidan Sancho ဆိုရင်ဒါတဲလဲအရာဆိုရင်သူ့ကိုအတင်းတိုင်းရအချိန်မှာအရန်ကိုကြိုက်ကြတယ်ဆိုတော့ကျွန်တော်အတင်းရလည်းပေါင်သန်း80ပေးပြီးတော့ဒီသမားကိုအချိန်ရောပေးပြီးတော့ခေါ်ခဲ့တယ်ဆိုတော့နောက်ဆုံးကျတော့ကျွန်တော်တို့ကဒီ talent တစ်ခုကိုပဲကြည့်ပြီးခေါ်တဲ့အချိန်မှာကသမားရဲ့ဒီ off the pitch ကတော်တော်လေးဆိုးရွားတာကိုတွေ့ရတယ်ဆိုတော့ဒါကြောင့်လည်းကျွန်တော်တို့အတင်းရအချိန်ကုန်ငွေကုန်ပြီးတော့ဘာမှဖြစ်မလာဘူးဆိုတော့လက်ရှိချိန်ထိလည်း ဒါ transfer ရာသီရောက်တိုင်းမှာဒီကစားမအတွက်လည်းကျွန်တော်စိတ်ညစ်ရတယ်။ဆိုတော့အတင်းရတော့နောက်အောင်ဒီလိုအမားတွေမမအောင်အခုတွေကတခြား queue site ပြီးတော့လုံနေတဲ့ပုံစံတွေကလည်းအားရစရာအကောင်းတယ်။နောက်ထုံးအနေနဲ့သူပြောတော်တာကဒီအတင်းရဲ့ balance ဘန်းနဲ့ square bidding ဘိုင်းပေါ့ဗျာ။ဆိုတော့ဒီ square bidding လုပ်တယ်ဆိုတာကသူတို့ဒီ inio ရဲ့ဘုတ်ဖွဲ့လောက်မှာသူတို့ square တစ်ခုကိုပြန်ပြီးတော့ bidding လုပ်နေတယ်။ဆိုတော့အဲ့လိုဒီဆောင်နေတဲ့အချိန်မှာအတင်းမှာအဓိကဒီ super star တွေကိုခေါ်သွားမှာမဟုတ်ဘူးဗျာ။အတင်းအတွက်ဒီနာမည်ကြီးတဲ့ပုံရိပ်ကြီးတဲ့ကစားသမားတွေကိုအဓိကထားပြီးတော့ခေါ်သွားမှာမဟုတ်ဘူး။အတင်းရဲ့ balance ကိုပို့ပြီးတော့ညီစင်မဲ့ကစား မားမျိုးတွေကိုအဓိကခေါ်သွားမယ်ဆိုပြီးတော့သူကပြောရယ်သူပြောတဲ့အထက်မှာဒါအိစမဲအနေနဲ့ပေးတော်လည်းရှိရယ်အဓိကကတော့ဒီရှေ့ရင်တော့ဆိုရင်ကျွန်တော်ပက်ဂျီဆန်တို့ဒီအိုရှေ့တို့ dime fletcher လို့ဆိုတော့ဒီကစားမတွေပေါ့ဒီကစားမတွေဆိုရင်အရင်ကြီးနာမည်မကြီးဘူးဒါပေမဲ့အသင်းရဲ့ system ကိုပို့ပြီးတော့ကောင်းစေတယ်အောင်မြင်မှုတွေလည်းများစွာသာ United မှာယူနိုင်ခဲ့တဲ့ကစားသမားတွေဆိုတော့အဲ့လိုပုံစံကစားသမားတွေကိုအသင်းကအဓိကထားပြီးတော့ခေါ်သွားမယ်အဓိကတော့ balance mind ကိုပို့ပြီးတော့အသားပေးပြီးတော့ခေါ်သွားမယ်ဆိုတဲ့ပုံစံမျိုးသူကပြောထားတာဆိုတော့ဒါကလည်းဟိုကျွန်တော်ကတော့သဘောကျတဲ့အချက်တည်းမှာပါတယ်ဒီ balance mind ကိုဦးစားပေးခေါ်တာမျိုးတွေဘာတွေကဖြစ်တင်တယ်လို့လည်းကျွန်တော်ကတော့မြင်တယ်ဒီအသင်းမှာ super star တွေများပြီးတော့အလုံးမဖြစ်ဘူးဆိုရင်လည်းအဆင်မပြေဘူးဆိုတော့ဗျာဒီ interview တစ်ခုလုံးကကြည့်လိုက်ရင်အသင်းရဲ့ direction ကတော့တော်တော်လေးအားရစရာ ောင်းတယ်ဆိုတော့ရောက်တာမရောက်တာတပိုင်းပြသူတို့ဆုံးဖြတ်ချက်တွေသူတို့ long term idea တွေနဲ့သူတို့ဒီလက်ရှိသူတို့ရဲ့ vision တွေကတော်တော်လေး clear ဖြစ်တယ်ဆိုတော့ဒီ project ကကောင်းတယ်ဆိုတော့ကျွန်တော်အခုဒီ interview ပြီးမှပြောရတော့မဟုတ်ဘူးဗျာကျွန်တော်အတင်း project ကောင်းတယ်ဆိုတော့ကအရှိက transfer တွေကြီးခဲ့မယ်ဆိုရင်လည်းဟိုကျွန်တော်မြင်နိုင်တယ်ဗျာ project ကောင်းလို့သာလင်းကျွန်တော်အတင်းဒါဥရောပအောင်မြင်မှုမရှိဘူးဥရောပဝင်ခွင့်မရပဲနဲ့အတင်းကိုပြောင်းလာခြင်းတဲ့ကစားသမားတွေရှိရယ်ပြီးတော့ဒီ leaning euro လို့တို့ talent ရှိတဲ့ကစားသမားတွေကိုလည်းကျွန်တော်တို့ခွန်နိုင်ခဲ့တယ်ဆိုတော့အတင်းကတော့အခုချိန်မှာဒီ other bit မှာတော့ကောင်းကောင်းကြီးကို level ပြီးတော့ အလုံးလုံးနေရလို့ပြောလို့ရတယ်ဆိုတော့ဒီ current and queen တွင်းမှာဖြစ်ပျက်နေတဲ့အရာတွေဒီအဲ့အဲ့အရာတွေအားလုံးကိုဒီ Jason Web ကပြောသွားတာလည်းတော်တော်လေးကောင်းတယ်ဆိုတော့ဒါကသူပြောသွားတဲ့အကြောင်းအရာတွေကိုကျွန်တော်ညီကိုရင်းနဲ့သူ sharing ပြန်လုပ်တာဖြစ်တယ်ဆိုတော့ညီကိုရရဲ့အမြင်ရောဘယ်လိုရှိလဲသူပြောသွားတဲ့အချက်တွေထဲမှာဆိုရင်ဘယ်ချက်တွေကိုအားရမိလဲဘယ်ချက်တွေကိုတော့ကျွန်တော်အတင်းအားနဲ့နေစေလဲစတဲ့ပိုင်းတွေကိုကျွန်တော်နဲ့တူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် ော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်